ိုက်အောင်တော့အဲ့ဒီကုသိုလ်ကောင်းမှုတည်အကျိုးပေးသလားမပေးဘူးလားပေးတယ်အနုဘုဇင်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကိုကဓာတ်လူလူနတ်လူလူရရရာလူလူဘေးရင်လူလူဖြစ်နေရင်အဲ့ဒီပုဂ္ဂိုလ်တည်မလွယ်ဘူးပြည့်တဲ့လွယ်ရလားအေးအဲ့ဒါမျိုးပုဂ္ဂိုလ်မဖြစ်ရလေအောင်တို့သူတော်စင်များတရားမြတ်များနာကြားပြီးပြီးတော့ဘယ်ဟာဒီလမ်းအမှားလဲဘယ်ဟာဒီလမ်းအမှန်လဲလို့တရားနာတဲ့ပုဂ္ဂိုလ်တွေကသိသလားမသိဘူးလား သိတယ်အဲ့ဒါကြောင့်ဗုဒ္ဓကတရားနာတဲ့ပုဂ္ဂိုလ်တည်းမဲ့လည်းပဲ၃မျိုးခွဲပြတယ်ဘယ်နှမျိုးခွဲပြလဲ၃မျိုးခွဲပြတယ်နံပါတ်၁ကအဝကုသ္စပညာပုဂ္ဂိုလ်တဲ့ဗါတယ်လေအဝကုသ္စပညာပုဂ္ဂိုလ်တစ်ခေါက်တော့ပြောကြည့်ပါအဝကုသ္စပညာပုဂ္ဂိုလ်တဲ့ မြန်မာလူတက်ရိုက်ပြောရင်တော့အဲ့ဒီပုဂ္ဂိုလ်ကအိုးမှောက်ထားတယ်လို့ပညာရှိတဲ့ပုဂ္ဂိုလ်တဲ့ဗါတယ်လေအိုးကိုမှောက်ထားတယ်လို့ပညာရှိပြီးတော့တရားနာတဲ့ပုဂ္ဂိုလ်ဗါတယ်လေအိုးကိုမှောက်ထားတယ်လို့ပညာရှိပြီးတော့တရားနာတဲ့ပုဂ္ဂိုလ်ကဲအိုးကဘယ်လိုလုပ်ထားတာလဲလေအိုးကမှောက်ထားတယ် ိုးကမှောက်ထားတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအိုးကိုမှောက်ထားတဲ့အိုးတဲကိုရေထည့်လို့ရရလားအောက်မှောက်ထားတော့ဘလောက်ပဲရေတွေထည့်ထည့်အထဲထဲရောက်ရလားမရောက်ဘူးတရားနာတဲ့ပုဂ္ဂိုလ်တည်းမဲ့လည်းပဲအိုးမှောက်ထားတယ်လို့တရားမနာရဘူးတဲ့ပြည့်တယ်ဘလို့မနာရဘူးလဲအိုးမှောက်ထားတယ်လို့တရားမနာရဘူးအိုးမှောက်ထားတယ်လို့တရားနာတဲ့ပုဂ္ဂိုလ်သည် တရားဝဲစလိုက်လို့အစအလဲအဆုံးနာတော့နာတာပဲဒါပေမဲ့သူ့ရဲ့နာထဲမှာတရားရောက်ရဲ့လားသူ့ရဲ့နာထဲမှာဘာတရားမှမရောက်လိုက်ဘူးအစတရားကောင်းစီကစမေ့နေတတ်တယ်ဘာကစမေ့လဲခုဒီနေ့တရားဝဲကျင်းပါတာဘယ်နည်းမြောက်လဲမနေ့ကတဘာပြီးသွားပြီဆိုတော့ဘယ်ဆရာတော်ပြီးသွားလဲဆွေချံဥယာဏိက ဘာတရားဟောသွားလဲဘာရေးပဲသက်ရှိပါတဲ့ဩမှတ်မိသားပဲအแทးသေးမယ်ကြတော့လေတရားသားတွေမှတ်မိရဲ့လားမှတ်မိရဲ့လားအတော်သင့်တော့မှတ်မိမှာပါမှတ်မိဘူးလားအဲအတော်သင့်မှတ်မိရင်မဆိုဘာမှမမှတ်မိရင်သာဒုက္ခရောက်နော်ဒီမှာကြည့်တော့အဝခုတ်ကုတ်စပုဂ္ဂိုလ်ကြီးလိုက်တဲ့အခါကျတော့ အစလည်းပဲမမှတ်မိဘူးအလယ်လည်းပဲမမှတ်မိဘူးအဆုံးလည်းပဲမမှတ်မိဘူးမှတ်မိရဲ့လားတရားဝဲပြီးလို့ပြန်လာသွားတယ်သူ့စီမှာတရားပါသွားရဲ့လားပါမသွားဘူးဘာမှလည်းစိတ်ဝင်စားမှု မရှိပဲနဲ့ထိုင်နေတာလေးတခုပဲအဲ့ဒါမျိုးပုဂ္ဂိုလ်ကိုအဝကုဇပညာပုဂ္ဂိုလ်တဲ့ဗါတယ်လေအဝကုဇပညာပုဂ္ဂိုလ် မောက်ထားတဲ့အိုးလိုပညာရှိတဲ့ပုဂ္ဂိုလ်တဲ့ဗါတယ်လေမောက်ထားတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နားထဲမှာတရားအသိရောက်ရလားမရောက်ဘူးအဲ့ဒါမျိုးပုဂ္ဂိုလ်တိတရားနာရချို့နဲ့ရလားမနဲ့ဘူးအဲ့ဒါကြောင့်တို့သူတော်စင်များကအဝကုသ္စပညာပုဂ္ဂိုလ်မဖြစ်ဖို့ရအရေးမကြီးဘူးလားအနုမောစင်ကိုကဒီမဲ့လာထိုင်အချိန်မပေးရဘူးလား အချိန်တွေပေးရတယ်အိမ်လုပ်ငန်းတွေလွှတ်ထားခဲ့ရတယ်အဲဒါကြောင့်မို့ဒီမှာလာရကျွတ်နဲ့အောင်အိမ်လုပ်ငန်းတွေကိုကပြန်သွားရင်လည်းလုပ်ချင်ဆက်လုပ်ရလိမ့်မယ်ဒါမှမဟုတ်နောက်ရက်အတိုးချပြီးပို့လုပ်ရလိမ့်မယ်အဲ့ဒီတာဝန်တွေကိုလှည့်ဟင်းပြီးတော့လာရတာဖြစ်တဲ့အတွက်အဝကုတ်ဇပညာပုဂ္ဂိုလ်မျိုးလို့မဖြစ်ဖို့ရရေးမကြည့်ဘူးလားအရေးကြီးတယ်နံပါတ်1တရားနာတဲ့ပုဂ္ဂိုလ်ရှိသေးတယ်ဟုတ်လားနော် ဥစ္စင်ကပညာပုဂ္ဂိုလ်တဲ့ဗါတယ်လေဥစ္စင်ကပညာပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကတော့ဘယ်လိုမျိုးလဲလို့ပြောရင် လူတယောက်ကတဲ့တို့ပစိုးဝိတက်ကခပိုက်ထွက်နေတာသိလားခပိုက်သိတယ်နော်အဲ့ဒီခပိုက်သေးကိုမုံလေးတွေထည့်တာဗါလေးတွေထည့်တာမုံလေးတွေထည့်ထားပြီးတော့ထိုင်ပြီးတော့သားနေတာ ထိုင်ပြီးတော့စားရင်းနဲ့ပဲသွားเสียရရှိလို့ तू ကောက်သွားလိုက်တဲ့ခါတတိမရပဲနဲ့ဆသွားလိုက်တဲ့ခါထဲ့ထားတဲ့အဲ့ဒီပဆိုးတွေကမုံနေအောက်ထွက်ကြသလားမကြဘူးလားကြတယ်တတိမထားရင်ကြတယ်နော်အဲ့ဒီလိုပဲတဲ့တရားနာတဲ့ပုဂ္ဂိုလ်ဒီလည်းပဲတရားနာတော့ကတော့အစလဲသိတယ်အလဲလဲသိတယ်အဆုံးလဲသိတယ်တရားပွဲကနေဆလဲပြန်လိုက်ရောကပိုက်သေးကမုံနေ ူထိုင်နေနှံ့ကြနေခဲ့တယ်လို့ပဲတို့သူတော်စင်တို့ကလည်းတရားနာပြီးတော့တရားဘယ်မှာကျန်းနေခဲ့တာလဲတရားပွဲနေရာပဲကျန်းနေခဲ့တဲ့ပုဂ္ဂိုလ်မျိုးအိမ်ပြန်သွားဘာမှမပါတော့ဘူးအဲ့လိုမျိုးမပါတဲ့ပုဂ္ဂိုလ်ကြတော့အုတ်စင်ကပညာပုဂ္ဂိုလ်တဲ့ဗါတယ်လေသူလည်းပဲအကျိုးရှိရလားသူကြတော့ ပထမပုဂ္ဂိုလ်နဲ့သာရင်တော့နည်းနည်းပါးပါးအကျိုးရှိလာတယ်ရှိသလားမရှိဘူးလားတရားထိုင်ဒီမှာတရားနာနေတဲ့အခိုက်အတန့်မှာ သူကိုယ်တိုင်ကတရားကိုကြကြနန္နာသိတဲ့အတွက်ကြောင့်ထိုက်သင့်တဲ့ဘုသူတတော်ခဏပန်းရသလားမရဘူးလားရတယ်ဒါပေမဲ့အိမ်ရှိတော့ပါရလားအေးမပါဘူးတဲ့အဲ့ဒါဘယ်နှဦးရသွားပါရည်တဲ့လေ အဝဂုဇပညာပုဂ္ဂိုလ်ဒုတိယကပညာပုဂ္ဂိုလ်ဒါမဆုံးသူကပါဠိတလောက်ပြီးအောင်ညွတ်နိုင်တော်တော်ကောင်းတဲ့နေသားရှိတယ်ဟုတ်လားဘယ်နှယောက်ရပါလဲအဲနှစ်ယောက်ရသွားနောက်တစ်ခုကကြတော့ဥဂုဇပညာပုဂ္ဂိုလ်တဲ့ဗါတယ်လေဥဂုဇပညာပုဂ္ဂိုလ်ဆိုတာကတော့လှန်ထားတဲ့အိုးလိုပဲတဲ့ဘာအိုးလိုလဲ လန်ထားတဲ့အိုးလိုပညာရှိတဲ့ပုဂ္ဂိုလ်တဲ့လန်ထားတဲ့အိုးထဲမှာကျတော့အပေါ်ကနေရေလောင်းထည့်ရင်အထဲရောက်သလားမရောက်ဘူးလားအေးအထဲထဲကိုရောက်တယ်ရေရှိသာလောင်းထည့်ရင်အဲ့ဒီအိုးပြည့်သလားမပြည့်ဘူးလားပြည့်တယ်အခုတရားနာတဲ့ပုဂ္ဂိုလ်ကဥက္ကုဇပညာပုဂ္ဂိုလ်ဖြစ်ဖို့အရေးကြီးတယ်ဘာအရေးကြီးလဲဥက္ကုဇပညာပုဂ္ဂိုလ်ဥက္ကုဇပညာပုဂ္ဂိုလ်ကျတော့တရားလာပြီးတော့နာလိုက်တယ် အစာအလေအဆုံးအကုန်လုံးမှတ်မိတယ်မမှတ်မိဘူးလားမှတ်မိတယ်ပြန်သွားလို့နောက်နေ့သူတို့ဘာကမေးလဲပဲအဲ့ဒီပုဂ္ဂိုလ်ကမှတ်မိတယ်အဲ့ဒါမျိုးကြက်ကြနာနာဂယုစိုက်ပြီးတော့နာတဲ့ပုဂ္ဂိုလ်ကကြတော့ဗါတယ်လေဩဂုဇပညာပုဂ္ဂိုလ်ဗါတယ်လေစုပေါင်းဘယ်နှယောက်နံပါတ်1က အဝကုဇပညာပုဂ္ဂိုလ်နံပါတ်2နံပါတ်3ကအေးဩကုဇပညာပုဂ္ဂိုလ်တဲ့စုပေါင်းဘယ်နှယောက်အဲ့ဒါကြောင့်တရားနာတဲ့ပုဂ္ဂိုလ်သည်အဝကုဇပုဂ္ဂိုလ်မျိုးလို့မဖြစ်เสียရဘူးအဲ့ဒီပုဂ္ဂိုလ်သည်အချိန်ကုန်ယုံမဲဘာကုန်ယုံမဲလဲနောက်နံပါတ်2ပုဂ္ဂိုလ်ဥစ္စင်ကပညာပုဂ္ဂိုလ်ကြတော့ နာတော့မဲ့သိတယ်ပြီးတော့သိသေးလားအေးအဲ့ဒီပုဂ္ဂိုလ်ကြတော့နည်းနည်းအာပြော့သွားနောက်တစ်ခုကဥက္ကုဇပညာပုဂ္ဂိုလ်မျိုးကြတော့နာတော့ကလည်းသိတယ်နောင်လည်းပဲမှတ်မိနေတယ်ဆိုတော့တန်မိုးရှိသလားမရှိဘူးလားတပွဲမှာနည်းနည်းရလိုက်နောက်တပွဲမှာနည်းနည်းရလိုက်နဲ့အိုးမြအပေါ်လှန်ပြီးတော့ရည်နည်းနည်းချင်းလောင်းထည့်နေတယ်လို့ပဲ အဲ့ဒီပုဂ္ဂိုလ်ဒီကြာလေဓမ္မတွေပြည့်လေကြာလေဓမ္မတွေပြည့်လေမပြည့်ဘူးလားအေးအဲ့ဒါကြောင့်ဒုသူတော်စင်တို့ကဘာဖြစ်အောင်နာမလဲလို့ပြောရင်ဥက္ကုဇပညာပုဂ္ဂိုလ်ဖြစ်အောင်နာရမယ်တဲ့ဘယ်ဘုန်းကြီးပဲဟောဟောအဲ့ဒီပုံစံအမျိုးတိုင်းနာလို့မရဘူးလားအေးအဲ့ဒီတိုင်းနာတဲ့ပုဂ္ဂိုလ်ကသာအကျိုးထူတာအနုမို့ဆိုရင်တော့ လာပြီးတော့ထိုင်တာတော့မှန်တယ်ဘာမှအကျိုးမရပဲနဲ့ပြန်သွားရင် အချိန်လဲကုန်တယ်ငွေလဲကုန်တယ်အလုပ်တွေလဲလိဟင်းတယ်မဖြစ်ဘူးလားဒီအဲ့ဒါကြောင့်ဘုသူတ္တဖြစ်အောင်နာပေးပါတဲ့အဲ့လိုနာကြမ်းကြတဲ့အပိုင်းမှာလဲပဲလူတိုင်းတရားနာနိုင်သလားလို့ပြောရင်ရက်ွက်ထဲမှာလူတွေအများကြီးမရှိဘူးလားဒါပေမဲ့လူတိုင်းတရားနာနိုင်ရဲ့လားလူတိုင်းတရားမနာနိုင်ဘူး တရားနာတဲ့ပုဂ္ဂိုလ်ဒီအခံစိတ်ဓာတ်လေးတွေကလည်းရှိနေမှာဘာသာရေးစိတ်ဓာတ်ရှိမှာဘာရှိမှာလဲအေးဘာသာရေးစိတ်ဓာတ်လေးတွေက ရှိနေမှာတရားနာပြတဲ့ဗုဒ္ဓကတရားမနာကြားနိုင်တဲ့ပုဂ္ဂိုလ်တဲ့စုပေါင်းဘယ်နှဦးပြတာလဲဘယ်နှဦးတည်းလဲ6ဦးအဲ့ဒီ6ဦးဒီတရားပွဲရှိရှိ မရှိရှိမရောက်တော့ဘူးဟုတ်လားနော်အေးအဲ့ဒါကဘယ်ပုဂ္ဂိုလ်တွေတရားပွဲကို မရောက်တတ်တာလဲ တရားနာကြဝင်မရနိုင်တာလေလို့ပြောရင်နံပါတ်1ဖရာတရားတန်ခါယရနာ၃ပါးနဲ့စိမ့်နေသူတဲ့ဗါတယ်လေဖရာတရားတန်ခါယရနာ၃ပါးနဲ့စိမ့်နေသူဗါနဲ့စိမ့်နေတယ်လေယရနာ၃ပါးနဲ့စိမ့်နေတာယရနာ၃ပါးနဲ့စိမ့်နေတဲ့ပုဂ္ဂိုလ်ကြီးရှိသလားမရှိဘူးလားရှိတယ်ဟုတ်လားယရနာ၃ပါးရှိတာတော့မှန်တယ်ဖရာကြောင့်လည်း ်ဘာမှမသိဘူးတရားအကြောင်းလည်းဘာမှမသိဘူးတန်ခါအကြောင်းလည်းဘာမှမသိဘူးဖျားရှင်ပွင့်တော်မူခြင်းရဲ့ကျေးဇူးတရားလည်းမသိဘူးတရားတွေရှိတဲ့ကျေးဇူးလည်းပဲမသိဘူးတန်ခါရှိတဲ့ကျေးဇူးလည်းမသိပဲနဲ့လုံးဝကိုအစိမ့်ဖြစ်နေတဲ့ပုံကိုယ်တွေရှိသလားမရှိဘူးလားအဲ့ဒါမျိုးပုံကိုယ်တွေလောကမှာများလာရင်အဲ့ဒီသာသနာတည်ခဏလေးနဲ့ကွယ်သွားတတ်တယ်ဟုတ်လားဘာလို့တက်လဲ အဲ့ဒီသာသနာသည်ခဏလေးနဲ့ क्वे သွားတတ်တယ်။အဲဒါကြောင့်ဘုရားဘာသာတယောက်ဖြစ်နေရင်ဘုရားရဲ့အကြောင်းအရာဓမ္မရဲ့အကြောင်းအရာသံဃရဲ့အကြောင်းအရာလေးတွေသိသင့်သလားမသိသင့်ဘူးလား။သိပါပါဘုရား။တို့သူတော်စင်တို့သိသလားမသိဘူးလား။ကဲအဲ့လိုဆို ဖရာအကြောင်းလေးနည်းနည်းစမ်းကြည့်လိုက်ဖရာဘယ်နိုင်ငံသားဘယ်မြို့တော်သားကပိလဝမြို့တော်သားအဖေနာမည်ဘယ်သူလဲ မဆိုးသေးဘူးဟုတ်လားနော်အမေနာမည်ဘယ်သူလဲလဲဘယ်သူလဲလဲယတော်ရယာနဲ့တော့မမားနဲ့ဟုတ်လားနော်ဘယ်သူလဲလဲမေရောမာယာတိဋ္ဌထမင်းသားကိုမွေးပြီးတဲ့နောက်ဘယ်နှစ်မြောက်မှာနှက်ရွာစံသွားလဲခုနှစ်မြောက်မှာနှက်ရွာစံသွားတယ်စံသလားမစံဘူးလားအေးဒီတိဋ္ဌထမင်းသားကိုမွေးလာတော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ သူ့သားကိုဘေးရင်ဟောခိုင်းတယ်ဘာလို့ခိုင်းလဲဘယ်နှအုပ်စုကနေဟောလဲနှစ်အုပ်စုကနေဟောတယ်ဘယ်နှအုပ်စုကဟောပထမ တအုပ်စုကဟောတာကစကားနှစ်ခွန်းဟောတယ်ဘယ်နှခွန်းဟောဘာរីဟောတယ်လဲလို့ပြောရင်လူဘဝမှာနေတယ်ဟဲ့လို့ဆိုရင်တဲ့စကြဝဠိမင်းဖြစ်လိမ့်မယ်တဲ့ဘာဖြစ်မလဲလဲ စကြဝရမင်းလေးကျုံးလုံးကိုအစိုးရတဲ့ဘာမင်းဖြစ်มาတယ်လဲစကြဝရမင်းဖြစ်လိမ့်မယ်တဲ့ဘုန်းကြီးဝိရင်ဘာဖြစ်มาတယ်လဲ